KK Hunter Channel ကိုနားဆင်အားပေးနေတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ KK Hunter Channel လေးမှာတဘာဝကျိလက်တန်ကဇလန်းကောင်းတွေနဲ့ရှားပါမှုဆိုးဇလန်းကောင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ရှင်။ဒီကနေ့ပရိသတ်များကိုတင်ဆက်ပေးမယ့်ဇလန်းလေးကတော့စာရေးဆရာဒီပန်မိုးရေးသားထားတဲ့ကလားဘူတီနဲ့နတ်ထက်ကွမ်းကြောင် ခွေးချဟောင်းဇလန်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။နတ်ထက်ကွမ်းကြောင်ခွေးချဟောင်းတပင်ချေရင်ရွှေကိုတင် လူမင်းဖော်လို့ရလိမ့်မယ်။ဒီစာချိုးလေးကကလားပိုတီတို့ဝါတရွာရွာကတက်ကြီးစကားတက်ငယ်ကြစာချိုးကလေးဖြစ်တယ်။ဝါတရွာရွာကအရှိစူးစူးဘက်ကိုထိုးဟောင်လိုက်တဲ့ခွေးတက်ကောင်ရဲ့အတန်ကိုအဝေးကကြားရအရက်ကိုစူခြင်းဖြစ်တယ်။အဲဒီနေရာကနထက်ကွမ်းကျောင်းလို့ဆိုတဲ့အရက်ပင်ဖြစ်တယ်။အဲဒီနထက်ကွမ်းကျောင်းတောထဲမှာမင်းပန်သူစီတော်ကြီးရှိတယ်။အဲဒီစီတော်ကြီးမှာနေကာလာမြင့်တဲ့အလျောက် ဟောင်းနှွမ်းပြိုကျပျက်စီးလျက်ရှိတယ်။မှန်တယ်။အဲ့ဒီပြိုကျနေတဲ့ဖယားကြီးကို KSS ကသူနေသူဟန်နဲ့ပြုပြင်ဖို့ကြိုးစားခဲ့ကြတယ်။ဒါပေမဲ့အောင်မြင်ချက်မရှိခဲ့ပါ။ထူးဆန်းတာကမင်းမနူဖယားကြီးကိုပြုပြင်လို့တိဆောက်ထားကြပေမဲ့ဖယားကြီးကထီတော်ကိုအတင်းမခံပေး။အကြောင်းအမျိုးမျိုးတို့ကြောင့်ပြိုကျပျက်စီးသွားသေးတာဖြစ်တယ်။အချို့တော့ဖယားကြီးကအောက်ခံမြေသားများပျော်ပြောင်းတဲ့အတွက် မပြီးခင်အပေါ်ကအလေးတန်းကိုမခံနိုင်လို့လဲဆိုကြတယ်။1990ပြည့်နှစ်ခန့်လောက်ကသာသနာပြုပုဂ္ဂိုလ်ကြီးတဦးဖြစ်တဲ့အဖိုးတန်းကိုတိုင်းဝေအားလူအားရွာသူရွာသားများစူပောင်းကောင်းမှုနဲ့အဲဒီမင်းဘန်သူရှေးဟောင်းဖယားကြီးကိုပြုပြင်တိဆောက်ခဲ့ကြတယ်။ပြိုကြပြက်စီးနေတဲ့ဌာပနာတိုက်ကိုခြုံငုံပြီးဖယားကြီးကိုမုံမှန်ပြင်ဆင်ခဲ့ကြတယ်။မူလာစီရီတော်ကိုခြုံပြီးစီရီအသက်ကြီးတည်တော့တယ်။အဲဒီအခါဖယားကြီးက မပီးစည်းခင်မှာပဲတော်လဲတန်ကြီးလိုအော်ဟစ်ပြီးဝန်ကနေပြိုကျပြက်စီးသွားပြန်နေဒါကြောင့်ရှေးဖယားကြီးကိုဆက်လက်တိဆောက်ခြင်းမပြုတော့ပဲရထားလိုက်ရတယ်ဖယားငုတ်တို့ကြီးရဲ့ဟောင်းလားပေါက်ဖြစ်နေတဲ့ဌာပနာတိုက်ပေါ်မှာတန်ညန်းထိုးပြီးဇေဒီသေးသေးလေးတဆူသာတီထားလိုက်ရတယ်အဲ့ဒီလိုမဟုတ်ပါကဖယားပြက်ငုတ်တို့ကြီးဖြစ်နေတဲ့အတွက်ဖူးမြင်မကောင်းချီဖူးမြင်လို့ကောင်းအောင်ဝိုင်းဝန်းပြီးလှူဆောင်ထားခဲ့ကြတယ် ယခုအခါဖယားငုတ်တို့ကြီးပေါ်ကဖယားလေးမှာရွှေရောင်တဝင်းဝင်းနဲ့တက်ပယ်လိုနေချေပြီးဖြစ်တယ်။အဲဒီလိုကလာဘိုတီတို့ကသူတို့ရဲ့ပါဇက်စားစုကိုရှည်တန်းတင်လာကြတော့တယ်။ဘုံရှင်ကန်ရှင်တူပေါ်ပေါက်လာပြီးတစ်ပင်ချင်းရမမြုံနှံထားတဲ့ရွှေကိုတင်ကိုတူဖို့နိုင်ရမယ်။အဲဒီရွှေများနဲ့ဒီရှိဟောင်းဖယားကြီးကိုမောမန်ပြင်ဆင်မှသာရရှိမယ်လို့ပါဇက်ရာဇဝင်ကဆိုပြလေတယ်။ဘလို့ပဲဖြစ်စေရှင်းနှစ်ပေါင်းများစွာက မင်းပန်တို့အမိရှိတဲ့ရေတက်ပုံမူကြီးတူကတီထားကိုးကွယ်ခဲ့တဲ့ဇေဒီတော်ကိုယခုထပ်တိုင်းပဲမိသူများပြုပြင်လို့မရသည်မှာအမှန်ပင်ဖြစ်တယ်။အဲဒီမင်းပန်တို့ဇေဒီတော်ကြီးကဖျားတီသူရဲ့ဖျားတကားအမိအတိုင်းမင်းပန်တို့ဇေဒီတော်လို့ခေါ်တွင်ခဲ့တယ်။အဲဒီဇေဒီကြီးကိုယခင်ကယခုနေရာမှာတီထားခြင်းမဟုတ်ပါ။ဝါတရာရွာရဲ့ကံပါစုံမှာတီထားခဲ့တယ်။အဲဒီနောက်ကမ်းပြိုတဲ့အတွက် ဖျားကြီးအတွက်မှဌာပနာပစ္စည်းများကိုယခုဖျားကုန်းကိုလဲများနဲ့တိုက်ယူခဲ့ရတယ်။ဌာပနာပစ္စည်းများဖြစ်တဲ့ရွှေငွေကြောက်တံပရံများတို့ကများပြားလွန်းလာတယ်။နွားလဲနဲ့ဆက်လေးစီးတီတီတိုက်ယူရတယ်လို့ဆိုကြတယ်။အဲ့ဒီပစ္စည်းများကိုယခုပြိုကျပြက်စီးနေတဲ့ဖျားကုန်းဘော်ကိုပို့ဆောင်ပြီးမူလဌာပနာများကို ပြန်လဲထည့်သွင်းပြီးယခုဝါတရားအရှိတ်အဝါမှာဖျားတဲကြတယ်။ဒါပေမဲ့ဖျားကြီးကို ြည်သူများပြည်စင်အောင်တီလိုမရကြပါတယ်လိုက်ပြက်လိုက်နဲ့ဖြစ်ပြီးယခုတတိုင်ဖရာငုတ်တို့ကြီးအတိုင်းပင်ရှိပေတယ်အဲ့ဒီဖရာကြီးရှိရနဲ့ဝါးတရားရွာကခွေးတဟောင်လောက်သာကွာဝေးတယ်အဲ့ဒါကြောင့်နထကွင်းကြောင့်ခွေးတကောင်ဆိုပြီးခေါ်ဝေါ်တမုတ်ကြလေတယ်အဲ့ဒီနထကွင်းကြောင့်ကုန်းကိုယခုအခါမှာဖရာကုန်းလို့ခေါ်တွင်ကြလေတယ်ဝါးတရားမြန်မာခွဲထွက်ပြီးနထကွင်းကြောင့်ကိုဖြတ်ပြီးစီးစင်းနေတဲ့ချောင်းငယ်ကလေးတစ်ခုရှိတယ် အဲ့ဒီချောင်းငယ်ကဖယားကြီးရဲ့ခြေတော်ရမှာပတ်ပြီးစီးစင်းနေလေတယ်။အဲ့ဒီချောင်းငယ်ကိုနထက်ကွင်းကြောင်ချောင်းလို့ဝါတရားရွာသားတို့ကခေါ်တွင်ကြလေတယ်။နန္ဒဘဝများလည်းရှိတယ်လို့ယုံကြည်ကြတယ်။တချို့ကအဲ့ဒီဖယားကြီးနဲ့ပတ်သက်ပြီးယုံကြည်မှုတစ်ခုရှိကြတယ်။အဲ့ဒီယုံကြည်မှုကဖယားကြီးရဲ့အတိတ်ကအဖို့တန်တတ်တော်မွေတော်အချို့ကိုမတမာသူအချို့ကခိုးယူသွားခဲ့ကြတယ်။အဲ့ဒီတတ်တော်မွေတော်များဖယားကြီးရဲ့ ဌာပနာတိုင်အတွင်ကိုပြန်လဲရောက်ရှိမှသာဖယားကြီးကိုဆက်လက်ပြီးပြုပြင်နိုင်တယ်။ဖယားကြီးရဲ့တိုက်စာအရာတစ်ပင်ချင်းရမှာမြုံနှံထားခဲ့တဲ့အဖိုးတန်ရတနာပစ္စည်းများနဲ့ဓာတ်တော်မွေတော်များစံရှိနေသေးတယ်။အဲ့ဒီပစ္စည်းများကို ပြန်လဲဖော်ထုတ်ပြီးဖယားကြီးရဲ့ပထနာတိုက်အတွင်ကိုထည့်ပြီးဖယားကြီးရဲ့ဟောင်းလောင်းကြီးဖြစ်နေတဲ့ပထနာတိုက်ကသူ့အလိုလိုပိတ်သွားလိမ့်မယ်။အဲ့ဒီအခါမှသာဖယားကြီးကိုပြန်လဲပြီးတိဆောက်နိုင်မယ်။ ရောင်ကြီးတော်အသွဲသွဲလွတ်ပြီးဝါတရားဝင်းကျင်က ကြက်ပြန်မကြာစီကားလိုက်မယ်လို့လဲရှေးမီနောင်မီဝါတရားရွာသားစီတဦးဖြစ်သူအသက်60ကျော်အရွယ်ရှိအဘဦးမြမောင်ကစာရေးသူကိုပြောပြဘူးလေတယ်အခုလဲလောကဝါတရားလမ်းတစ်လျှောက်မှာအတော်စီကားစာပြုတ်ပြီးဘတ်စကားများလဲဥတဟိုပြေးဆွဲလျက်ရှိတယ်တော်ဝင်တစ္ဆတ်မိသားစုနဲ့အခြားတစ္ဆတ်မှတာဝန်ရှိသူများဝန်ထမ်းများပူပေါင်းပြီးဖျားကြီးချောင်း ဝါးကြောင်လေးကိုပြုပြင်းပြီးတိုက်ကြောင်အဖြစ်ဆောက်လို့လူတန်းထားပြီးဖြစ်တယ်။ဒါကြောင့်ဖျားကြီးရဲ့ပရဝံအတွက်မှာရှေးလူကြီးသူမများဆောက်လုပ်ခဲ့ကြတဲ့တောင်ပိုင်းပိုးပိုးကြီးနဲ့နန်းနဂယုံဖျားနဲ့အခြားအဆောက်အအုံများကိုမိမိတို့တန်တိုင်းတမများလာရောက်မုံမပြင်းစင်ကြတယ်။လူတန်းကြတာကိုတွေ့ရမြင်ရတယ်။ဝမ်းသာပီတိလည်းဖြစ်ရပါတယ်။အခုနှစ်ထွက်ကန်းကြောင်ကိုရှင်းလင်းပြီးရွှေဘီတာအမတ်37ရောက်ကအဖြစ်အချို့နေရာများကို လူနေအိမ်များ ရက်ကွက်များလည်းတိစောက်ထားပြီးဖြစ်တယ်။ဝါတရားတက်ဆက်ရှင်းလင်းဆောင်ရဲ့လရဘာမှာဖောက်လို့ထားတဲ့ကွန်ကရစ်လမ်းမာကြီးကဖျားကြီးပေးမှပတ်ထွက်သွားကရွှေပြည်သားထန်း၆ပင်ကွေတို့ပင်ဦးတဟိုးသွားနိုင်ပြီးဖြစ်တယ်။အီဒီကစကားအချက်တင်ပြခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ဇက်လိုက်ကြောကလားဘူတီကဝါတရားမြန်မာနှစ်ထပ်ကွမ်းကြောင်၆အတွင်းကိုလေးတစီပိုက်တပုံကို အဖော်ပြပြီးဝင်ရောက်ခဲ့တယ်။ကလားဘူတီလာစဉ်အခါက အမတ်31ရက်ကွယ်လည်းမပေါ်ပေါက်သေးကွန်ကရစ်လမ်းမကြီးလည်းဖောက်လို့ခြင်းမရှိသေးပါဝါတရားနဲ့လောကဆက်သွဲဖောက်လို့ထားတဲ့နိုင်လွန်ကတ်တရားလမ်းကြီးပင်မပေါ်သေးပါ တော်နဲ့နဲ့ကွင်းခေါင်ခေါင်ပင်ဖြစ်တယ်ဖယားငုတ်တို့ကြီးနဲ့ဖယားကုန်းကိုတော့ခဝဲဝဲကလှမ်းမြင်နေရတယ်ဒါကြောင့်ကလားဗိုဒီကလော်တက်လေးကိုလေပေါ်ခနာတင်ပြီးနထက်ကွင်းကြောင်ချောင်းအတွင်မှဖယားရှင်ကိုဦးထိုက်ကြတော့လိုက်တော့တယ်အန်ရခက်သိမ်းပေးခက်သိမ်း ကင်းငင်းချမ်းသာရှိရပါလို့ဤအရှင်ဖရာကလာဘုတိကတိုးတိုးလေးဆူတောင်းလိုက်တယ်တို့ရမှာကလာဘုတိရဲ့ဗဇတ်မှာထောင်ခနဲ့ထွက်လာတဲ့အရက်နဲ့ကဝင်းကျင်ကိုပြန်နှံသွားတယ်ကျွန်တော်ဒီအရက်ကိုလောကန်တဘောအရာကြိုက်နဲ့တက်၍တောက်ပါတယ်ဒီအရက်သားပြီးမိသူတဦးတယောက်ကိုများဒုက္ခရအောင်မလုပ်ခဲ့ပါဤမန်တော်တစ္ဆာစကားကြောင့်ယနေ့၌လောကန်ကငန်းအစဉ်ပြေးပြီးငါးသားဗဇွန်ပေါ်ပေါ်များများရအောင်တောင်မိုင်းပူပူကြီးက ကြည်ချူဆောင်ရှောက်ပါစေတာကလားဘိုဒီကကြောင်မိုင်းဘူဘူကြီးကိုတန်တဲပြီးချောင်းငယ်အတွင်နိုင်လေးကိုတက်ပြေးပြေးလှော်ခတ်နေလေတယ်။ဘာကြောင့်မန်းတော်မသိကလားဘိုဒီစိတ်တွေပေါ်ပါသွားရတာတော့အမှန်ပဲ။ဒေါ်အဝင်းတောင်အဝင်းဓလေထုံးစံတစ်ခုကိုပြူလို့လိုက်တာမို့စိတ်လည်းပေါ်ပါသွားခြင်းပင်ဖြစ်တယ်။ကွင်းပြကို ဖြတ်တန်းတိုက်ခိုက်လာတဲ့လေလူအေးကအေးစပ်ပြီးကလားဘိုဒီကိုအမောပြေးသွားရတယ်။ဒီချောင်းကရေတက်ချင်းဆိုရင် ။ချောင်းထဲမှာရေများပြည့်ရှမ်းနေတတ်တယ်။ရေကြချင်းဆိုရင်ချောင်းထဲကရေဆက်သွားပြီ။ဒါကြောင့်ကလားဘိုတီအဖို့တက်ရေကို အဖော်ပြူးပြီးချောင်းထဲကိုဝင်ရောက်ရတယ်။ကြာရေကိုတခါအားခုပြီးလေကိုမြက်ပေါ်ရအောင်ပြန်၍စုံစင်းရပြန်တယ်။တက်ရေနဲ့ပိုင်မျောပြီးကြာရေနဲ့ပြန်လိုက်ရတယ်။ရက်ထဲမှာလို့စိတ်ရှိတိုင်းစိမ်ပြေနှပြေလှုပ်လို့မရပါမှန်တယ်ချောင်းရီဆိုတာခက်တာရေတန်နေတော့ချောင်းထဲမှာရှိနေပြီမဲ့ရေကြသွားတဲ့အခ ချောင်းထဲမှာရွှွန်နွန်ကြီးသာကြံတဲ့သဘော အတက်မြမြအကြမြမြဒီမြဲချင်းအလင်းမရှိ အခုရှိတော့လဲတော်ကြမရှိတော့တခါကကလားဘူတီမူးမူးနဲ့ဒီနှစ်ထပ်ကွင်းကြောင်ချောင်းကိုရောက်ဖူးတယ်အခုလိုပင်ရေအတက်နဲ့ပိုက်လေးမျောပြီးစိမ့်နဲ့လိုက်လာတယ်ချောင်းပါပါကိုရောက်တာနဲ့ဟိုဘက်ကနဲ့ဒီဘက်ကပိုက်ကိုကျိုးချီပြီးပိုက်တန်းထားလိုက်တယ်ရေတက်ပြီးလို့ချောင်းထဲမှာရေများကချောင်းမျက်နှာပြင်ညီအောင်ပဲခက်ကြမ်းကြမ်းလေးတက်နေတယ် တရေငိမ့်သွားတဲ့အခါချောင်းထဲမှာရေကအေးနေပြီရေအီနေတော့တန်းထားတဲ့ပိုက်ကိုတင်းရတယ်ရေအကြနဲ့ချောင်းထဲကပြန်ထွက်ပြီမြေပါကိုအရောက်ပြန်ရရဲ့ငါရရမရရရေနဲ့အတူလာပြီးရေနဲ့အတူပြန်ရတယ်ကံကောင်းထောက်မရင်တော့တရေနဲ့လိုက်လာတဲ့ငါးကြီးငါးကောင်းများမိတတ်တယ်ကံမကောင်းရင်တော့ပိုက်ချီးရုပ်ရွေအခွန်ကြီးနဲ့ပြန်ရတယ်မိတို့ဆိုစီကလားဗိုတီကပိုက်တန်းပြီးတာနဲ့မူမူနဲ့လေပေါ်မှာအိပ်ပျော်သွားရတယ် ူအမှုပြေလို့ကြိလိုက်တဲ့အခါချောင်းထဲမှာရေလုံးဝမရှိတော့ချောင်းကမ်းမမှာထိုးဝါဆိုင်ပြီးရန်နာနေတဲ့ကလာပိုတရလေးတစ်စင်းသာရွှေနုံပေါ်မှာတင်ပြီးကြံနေခဲ့တယ်။ချောင်းကိုဘိတ်ပြီးခြားထားတဲ့ပိုက်ကြီးကတန်လန်ကြီးဖြစ်နေတယ်။ပိုက်ထဲမှာငါးဆို၍ငစင်ရိုင်းဆိုတဲ့အကောင်ပဲမမိဒီတော့ပိုက်ကိုပြန်ရုပ်ဖို့လေပေါ်ကရွှေနုံထဲကကတောင်းကြိုက်ပြီးပြန်ဆင်းရတယ်။ပိုက်ကိုညုံယုံပြီးခေရခဲစဖြုတ်ယူရတယ်။ အဲ့ဒီအခါသူခြေနှင်းထားတဲ့ခြေရအောင်မှာရွာစီရွာစီခက်ပြော့ပြော့အရာတစ်ခုကိုတန်နေမိတယ်။ဟဲ့ပလုတ်တုတ်တေပါတော့ရှင်ငိမ့်သာရေးကြည်စမ်းရောင်ချက်ကအယောင်ကောင်းတေလိုက်ပါတော့ရှင်ငိမ့်သာရေးတဲ့ငါမရပဲဒီလိုပုံနဲ့အိမ်ကိုပြန်သွားလို့ကတော့မလွယ်ငါရှာတာမူပြီးအိပ်ပျော်နေတော့ဘဲကငါရမလဲတော်သေးတာပေါ့ပိုင်နဲ့လေပြန်ပါလာလို့လေရောပိုက်ပါခိုးယူပြီးရှင်ကိုချောင်းနဲ့တုံးချခင်ကျုပ်ဘယ်လိုလုပ်ရမှာလဲ တော်လုံးဆိုင်နဲ့မလွဲတာလို့တောင်ထိုင်စားနေရတာရှင်မြတ်တဲ့ချောင်းနဲ့ဆင်းသွားတာနဲ့အိမ်ကိုပြန်မရောက်မချင်းစိတ်တွေပူပန်းနေရတာရှင်ချောချောမောမောအိမ်ပြန်ရောက်မှပဲဟင်းချရတော့တာတော်တော့တော်တော့ရှင်မြတ်တဲ့မဆင်းနဲ့တော့အိမ်မှာပဲထမင်းချက်တော့ကျုပ်ပဲဈေးထွက်ရောင်းတော့မယ်တကယ်တည်းအရက်တောက်ဖို့ကလွဲပြီ အလုတ်ထဲမှာစိတ်မဝင်စားတော့ဒီနေ့တော့ထမင်းမဆားနဲ့အဲဒီလိုတပြားဟောင်းကြီးကိုပြန်ဖွင့်အောင်မယ်ရှင်ကျင်းသား ဗဇက်နဲ့ဈေးရောက်နေတာကလားဘိုဒီနဲ့ညာကလေးကပင်ဖြစ်တယ်ကလားဘိုဒီလေထဲမှာငားမရလာတိုင်းဒီစကားမျိုးကိုပြောတတ်တယ်ပြကြောင်ပြကြောင်နဲ့အလွန်နဘူးနစားလုပ်တဲ့မိမပင်ဖြစ်တယ်ငားရရင်တမျိုးမရရင်တမျိုးတန်ငါဆိုတာကလည်းခက်သားရေထဲမှာမမြင်ရတဲ့ငားကိုရှီနိုနိုဟုံနိုနိုနဲ့ရန်တံမီပိုက်ချရတာမျိုးထင်မြင်ချက်နဲ့ပိုင်ခွက်မိအောင်ပြစ်ပေမဲ့ငါကမိချင်းမှမိတတ်တာတခါတခါမှာ ငအုံစင်းတီကိုမျက်လုံးထဲမှာမြင်နေပါလျက်ပိုင်ဆွဲလို့ပြစ်ချပေမဲ့ငါတခြားပိုင်တခြားဖြစ်ပြီးမန်ချန်နဲ့ပိုင်ချက်လွဲသွားတဲ့အခါမျိုးလည်းရှိတယ်။ဒီတော့ကလားဘူတီမောမောနဲ့ပိုင်ရုပ်ပြီးတခြားတဏီယာကိုလှော့ခတ်ပြီးလောက်ကရှာဖွေရတော့တယ်။အဲ့ဒါကိုရှင်ငိမ့်တာမသိငါလေးပြန်လာလို့မှငါမှပါရင်ရှင်မူးနေလို့ငါမရတာမမူးရင်ရမှာပေါ့အလုပ်တဲ့စိတ်ဝင်စားရင်ရကိုရတယ် ဒီနေရာမှာအဆင်မပြေရင်တခြားတနေရာမှာအဆင်ပြေအောင်လုပ်ဖို့စိတ်မကူပဲရှင်အားကိုးနေရတာရှင်ဒီလိုကြီးပဲလုပ်နေရင်ကျုပ်တို့ဘာနဲ့သွားစားမှာလဲတော်မှာတော်တယောက်တည်းမဟုတ်ဘူးဒါနဲ့မရနဲ့ဆိုတာလဲထဲ့တော့အောင်ဒီလိုအပြောမျိုးတွေကိုကလားဘော်ဒီအဖို့နားဘူးနားကြီးအောင် ကြားရလို့နောက်တဒီလိုစကားမျိုးမကြားခြင်းဒါကြောင့်ရေတဲကငါမရရင်နေရှင်တဲကငါတော့ရအောင်ဖမ်းမယ်လို့ဆုံးဖြတ်တယ်သူခြေတော်မှာတိုးနေတဲ့ငမွေတို့ဖြစ်ဟန်တူတယ် ဒါကြောင့်ရှင်ကျိန်းသာမဆူရအောင်။ကဲငမွေတိုးတို့ရေငါမိန်နှကွားတဲကိုကြွပြီးတော့အဲ့လိုပြောပြီးဖလေတဲကမိန်နှကွားနဲ့လှေပြန်းယူတယ်။ပိုက်ကိုလေးပေါ်ပြန့်တင်တယ်။ကလားဘူတီကရန်ကိုမြအောင်ကြိုက်ပြီးခြောင်းထဲကနှုံနေဆင်းနေ။အဲဒီနောက်လက်ထဲကမိန်နှကွားနဲ့နှုံထဲကိုလှေလောသလိုထိုးရထိုးရကော်ကော်တင်လိုက်တယ်။ဟုတ်ပါငမွေတိုးကြည့်ရတယ်။ရေတန်းနဲ့လိုက်ပါလာပြီးနှုံထဲဝင်တိုးနေတဲ့ကောင်လေး ကလာဘူဒီကနှုံထဲမှာမြုပ်နေတဲ့ငမွေတိုးတွေကိုမိနှခွာနဲ့ဆွဲကော်ကောပြီးတကောင်မိတကောင်ဖမ်းယူလေတော့တယ်။ငမွေတိုးတို့ကကလာဘူဒီရဲ့မိန်းကွာလေးကြမှာညံရွေညံရွေကားကနဲ့ကားကနဲ့ပါလာတယ်။အော်ကလာဘူဒီရေနှုံထဲကငါ့ကိုပဲမိန်းနဲ့ထိုးကော်ပြီးဖမ်းယူနိုင်တာကလာဘူဒီပါလား။ဒီတော့ရှင်ချင်းသားကပြောအုံးမယ်။ကိုဘူဒီလေညတဲ့ငါးသွားရှာတာဘလို့ဖြစ်ပြီးနထက်ကွင်းကြောင်ချောင်းတဲ့က ငမွေတို့တွေဖမ်းလာတယ်မသိဘူးအကောင်ကြီးတော့လည်းဈေးကောင်းတော့ရတာပေါ့ဒီနေ့အတွက်တော့စံပိုးလေးဖူလုံသွားတာပေါ့အဲ့ဒီလိုပြောဆိုပြီးကလားဘူတီကိုအပြုံးနဲ့ကြိုးစိုးခဲ့လေတယ်အခုလည်းကလားဘူတီနထကွင်းကြောင်ချောင်းနဲ့ကိုရောက်လာပြန်ပြီဘာတွေတွေ့လို့ဘာငါတွေရမယ်ဆိုတာကိုကလားဘူတီမတွေးတဲ့တောင်ပိုင်းဘိုးဘူကြီးကိုတော့ဥတိုက်ပြီးပြီလူတကိုယ်လုံးလဲစိတ်လက်တွေပေါ်ပါနေတယ်ဒီအတိုင်းဆိုရင်ဒီနေ့လဲရှင်ချင်းတာရဲ့ မြေတွန်းတောက်တီးချက်မှာကင်းဝေးမှာတေးကြတယ်လို့တွေးပြီးကလာဘိုတီပြုံးရွှင်နေပြီတော့တယ်ဟာကျောင်းတော်ကြီးတရုံးပါလားကလာဘိုတီကဒူနယ်မလန်မကန်းနေရာမှာတရေရိပ်မျောပါလာတဲ့တလုံးကြီးကိုကြည့်ပြီးဝမ်းသာသွားမိတယ်အဲ့ဒီကျောင်းတော်ကြီးကို လေနဲ့တွဲပြီးယူဆောင်သွားရမယ်ရွာရောက်ရင်ခွဲချမ်းစိတ်ပြပြီးအသုံးပြုလိုက်ရင်အိမ်ခင်းပြင်ကောင်းကောင်းရမယ်အိမ်ခင်းထဲမှာကျိုးပဲ့နေတဲ့ကြမ်းခင်းပြင်တွေကိုခွာပြဲ့ပြီး ဒီတလုံးကြီးကိုခွဲချမ်းစိတ်ပြားလို့ခင်းလိုက်လို့ကတော့တိတ်ကောင်းမယ်။ကျုံးဆိုတော့ခြားတက်ဖိုးထိုးခြင်းကနေကင်းဝေးမယ်။တလုံးကြီးရဲ့ပြန်ပါသားကိုပပပုတ်ပြီးစင်များမှာပင်ထွက်နိုင်တယ်လို့တွေးမိတယ်။ဒီနေ့တော့သူ့ပိုက်ချက်ကလည်းမဆိုးဘူး။ရေထဲမှာပေါ်နေတဲ့ဖော်ကလေးများမြုပ်လိုက်ပေါ်လိုက်နေရေပေါ်မှာကစားနေတယ်။တစ်ချက်တစ်ချက်လက်နဲ့ကင်ထားတဲ့ပိုက်ခေါင်းကျိုးပင်တင်ခနဲ့ဖြင်းခနဲ့ဖြစ်ဖြစ်နေတာမို့ပိုက်ထဲမှာ၅မိနစ်မှတေးချတလောက်ရှိတယ်။ မကြမီတရေရက်ပြီးရေအီချိန်ရောက်တော့မယ်။အဲ့ဒီအခါပိုက်ကိုဆွဲတင်ပြီးကြာရင်နဲ့အတူမြက်ပါကိုရအောင်ပြန်ထွက်ရမယ်။အဲ့ဒီလိုထွက်ရဲမှရေထဲမှာဘဲကဘလို့မျောပြီးပါလာတဲ့ကျန်းတုံးကြီးကိုပါဆဲယူပြီးတော့လေနဲ့ပူးချလိုက်မယ်။ပြီးတော့လေကိုရေစင်းနဲ့ရေစုံ၍ရွာရအောင်လော်ခက်ပစ်လိုက်မယ်လို့ကလာဘိုဒီတွေးတယ်။ဟောပြောရင်ဆိုရင်ပါရုပ်ဘိုအချင်းကြပြီ။ဒါကြောင့်ကလာဘိုဒီကသူ့လေကိုကန်းစက်ကိုဆွဲကတ်တယ်။အဲ့ဒီနောက် ရေထဲကပိုက်ကိုဆိတ်ရှိရှိထားပြီးလေပေါ်ကိုဆွဲတင်လိုက်တယ်။ကြည်စံဒီတခါတော့ကလားဘူတီကန်ကောင်းတယ်လို့ဆိုရမယ်။ဘိုက်ဖွေးဖွေးနဲ့ငဒန်ကြီးတကောင်ကဘိုက်ထဲလာညိနေတယ်။အချင်းခုနှစ်ပိတ်သာခန့်ရှိမှန်ငဒန်ကြီးတကောင်မောင်မင်းကြီးသာငဒန်ကြီးကဘိုက်နဲ့စူးတောင်ညိနေတဲ့အတွက်အတော်ရုံကန်ထားရဟန်တူတယ်။နေရတဲ့ဘဟတ်ကြီးကိုဟားပြီးဘဇက်ကပွားစီပွားစီလှုပ်နေတယ်။အဲဒါကြောင့်လေပေါ်မှာအသင့်ပါလာတဲ့ တလုံးထိုးမိနဲ့သူကိုအပြက်ရှင်းပြလိုက်ရတယ်။အဲ့လိုမဟုတ်ရင်လေပေါ်ကလူကိုအန္တရာယ်ပြုတ်နိုင်တယ်။သူကနှစ်ချို့ငရံကြီးမို့အကောင်ကြည့်တယ်။သူဦးခေါင်းကအမိများအထိလူတရံနေပါရှိတယ်။ဒါရာဒီကောင်ကြီးကလေပေါ်မှာတစ်ချက်လှောက်ရှားပြီးမှညှိနှိမ့်သွားတယ်။ကလားဘိုဒီလေးနဲ့မလန်းမကန်မှာကျေလောင်နဲ့အတန်တချက်ကြားလိုက်ရတယ်။ဒါကြောင့်ကလားဘိုဒီကထိတ်ခနဲဖြစ်ပြီးအတန်လာရာကိုလှမ်းကြည့်လိုက်တယ်။ကလားဘိုဒီမျက်လုံးပြူးသွားရတယ်။ဟာ huh? ဘာကောင်ကြီးလဲဟာငါကနေကိုအစကတစ်လုံးကြီးအောင်းမိနေတာအခုတော့နေရတမျိုးဖြစ်နေပါလားကလာဘူဒီကပြောပြောဆိုဆိုနဲ့သူ့လက်ထက်ကတလုံးထိုးမိကိုခတ်တင်းတင်းဆုပ်ကန်ပြီးရခင်ကကျွန်းနှောင်းကြီးလိုမျောပြီးလိုက်ပါလာတဲ့သတော်ဝါကြီးကိုစူးဆိုင်ကြည့်တယ်အာလလာမိချောင်းကြီးကို နေတဲ့အကောင်ကြီးမဟုတ်ဘူးဘလို့ကဘလို့ဒီနေရာကို ရောက်လာတယ်မသိဘူးသူကကလာဘူဒီကိုရံမူရံအသင်ဖြစ်နေတယ်လာခဲ့ နင်ကလည်းရေပရင်ငါကလည်းကလားဘူတီတတိရဲ့ရှိတယ်လူသေးကောင်ကိုပိုက်ခွဲပြီးမိရှို့တဲ့ဓာတ်နဲ့နင့်ကိုနှုံနှုံဆင်းပြလိုက်မယ်ယောက်ျားဘူတီကကလားဘူတီကပြောတာပြောရတယ်သူတကူလုံးလဲကြက်သိမ်းများပြန်တပြန်းပြန်းထားသွားရတယ်ကိုကိုကိုအားတော့ပေးရတယ်ထိတ်လန့်ဆိုရင်စိတ်ကတက်လာပြီအเจ้าကတော့ကလားဘူတီရဲ့ပိုက်ထံမှာမိနေတဲ့ငရံကြီးကိုစားတောက်ရန်တက်တုံးတက်တုံးလိုဟန်ဆောင်ပြီးလိုက်ပါလာတဲ့သူကတော့ ကြီးမာတဲ့မိချောင်းကြီးတကောင်ပင်ဖြစ်တယ်။အကောင်ကြီးတယ်လို့အကင်းပါပြီ။မူယာမာယာများတတ်တယ်။ရေတန်းနဲ့လိုက်ပါလာပြီ။သူ့ရှိမှမြင်ရတဲ့ငါတန်းကြီးကိုစားတော်ဝါမျိုးရံအတွက်ချောင်းမြောင်နေချင်းဖြစ်တယ်။အန္တရာယ်မရှိတဲ့တစ်တုံးကြီးတတုံးလိုမဲ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 နဲ့ငိန်သက်စွာလိုက်ပါလာတယ်။ငါတန်းကြီးကလည်းမိချောင်းကြီးရဲ့ရံကိုကြောက်ပြီးမြေအတွက်မှနှစ်ထပ်ကွင်းချောင်းချောင်းနဲ့ကိုဝင်ပြေးရာမမျောလင့်မဲ့ကလားဘိုတီရဲ့ပိုက်အတွင်ကိုဝင်မိလျက်သားဖြစ်သွားတယ်။ကလားဘိုတီက ဘိုက်ကိုရုပ်ပြီးငရံကြီးကိုဖမ်းစီရယ်တလုံးထုံးမိန်နဲ့ထိုးပြလိုက်တယ်မိเจ้าရန်ကြောက်လို့ရှောင်ပြေးလာတဲ့ငရံကြီးအဖို့ကလားဘိုတရဲ့လက်စာမိသွားရတယ်အဲ့ဒီအခါသွေးနဲ့ရသွားတဲ့မိเจ้าကြီးကငိမ့်တဲ့နေရာမှာခေါင်းထောင်ပြတော့တယ်ပြီးတော့သူ့ရဲ့ကြီးမားတဲ့ဗဇက်ကြီးကိုဖျဲပြီးကလားဘိုဒီလေးရှိရာကိုတိုးဝင်လာတယ်လေရောလူပါဝါးစားမဲ့ဂိမ်းပင်ဖြစ်တယ်သူ့ရဲ့အမိကြီးကိုရေပြင်းမှာဝုန်းကန်နဲ့ရိုက်ခတ်လိုက်တဲ့အခါ ကလားဘော်တရက်လေးကလူးထွက်သွားတယ်။ကြီးမားတဲ့လိုင်လုံးကြီးကဝဲကတော့ထိုးပြီး ကလားဘော်တရက်လေးကို ရိုက်တော့တယ်။အဲဒါကြောင့်လေကပခတ်လွဲသလိုဖြစ်ပြီးတွတ်တွတ်ခါအောင်လှောက်ရှားသွားတယ်။ရေပန်းရေမွားတို့ကကလားဘော်တရက်လေးဝင်းကျယ်မှထွက်ပေါ်နေတယ်။ကလားဘော်တီကစိတ်ကိုထိန်းနေ။လေပေါ်မှာမတ်တက်ရက်ပြီးဗဇက်ကြီးဟာလို့ချင်းကပ်လာတဲ့မိချောင်းကြီးရဲ့နေရတဲ့ဗဇက်ကြီးကိုတလုံးထိုးမိတ်နဲ့ထိုးဆိုင်ရန်ပြင်ဆင်နေ။တခြားတစ်ဖက်ကလည်း လူသေးကားများကိုခုံပန်း၍မီးရှို့ရမှာအသုံးပြုတဲ့ဓမ္မကြီးကိုကြက်ကြက်ပါအောင်ကင်တွယ်ထားတယ်။ဒါပေမဲ့ကြီးမားတဲ့လိုင်းရိုက်မှုကြောင့်ကလာဘိုတရဲလီကရေပြင်ထက်မှလူပြန်လာတယ်။နောက်ထပ်သူရဲ့တန်မာတဲ့အမိနဲ့၄၅၀ကျဲရိုက်ရင်မလွယ်တော့ကလာဘိုကြီးကလေမာလိုင်းပေါင်းပင်ခတ်လာတဲ့ရေပေါ်မှာနေမြုပ်သွားရမှာဖြစ်တယ်။ဒါကြောင့်ကလာဘိုကြီးကငါရောလူပါလေပေါ်ကလွင့်စင်ပြီးမိချောင်းကြီးရဲ့ပါဇက်တဲကိုဝင်ရောက်ရတော့မယ်ကိန်းဖြစ်တယ်။ မှန်နေကျေပြောလာတဲ့ဝါတရားမြက်တွင်ဆိုရင်ဒီလောက်ဆိုရင်စရာမရှိ အခုတော့ကျင်းနဲ့ချောင်းနဲ့မှမဟုတ်အန်ရယ်ကိုရှောင်းတိန်ဝင်မလွဲသူသေးကိုသေးတိုက်ခတ်ရတော့မယ်ကိန်းဖြစ်တယ်ဒီတခါတော့ကလားဘူဒီဖျားတားပြီရင်းနဲ့တက်တန်ငါတဲ့ထက်ဆိုးတဲ့အဖြစ်ကိုကလားဘူဒီရင်ဆိုင်တွေ့ရမယ်မိချောင်းကြီးကသူ့ရဲ့ပါဇက်ကိုအဆောင်းကုန်ဖွင့်ပြီးအမီးနဲ့ရေပြင်ကိုရိုက်တယ်ဒေါ်သားရောင်လွမ်းတဲ့မျက်လုံးနဲ့ကလားဘူဒီကိုစူးစိုက်ကြည့်တယ် မိသားကြီးကသူ့ရဲ့တိုက်ခွက်ကိုစားတဲ့မိဖွင့်လိုက်တယ်။ဂလာဘိုဒီကိုစိန်ခေါ်ပြီးငါအစာကိုပေးမလားမပေးဘူးလား။ဘိုဒီဆိုရက်ကောင်သေးပြီးတော့အဲဒီလိုသဘောဖြစ်တယ်။လေထဲကိုရောက်နေတဲ့ငရံကြီးကိုမိသားကြီးကမျက်စောင်းထိုးပြီးပြောနေသလားထင်ရတယ်။သူ့ရဲ့အစွမ်းကုန်ဟထားတဲ့ဗဇက်ကြီးစီကတရေတွေတများများကျနေတာက အသေးသေးရင်သုံးပွဲရာဖြစ်တယ်။ဟိတ်ကောင်ဘိုဒီမင်းဖန်ထားတဲ့ငါးကြီးကိုရေစာကျွေးလိုက်တော့ မကြွေးရဲ့မင်းကိုရွာပြန်ရောက်တော့မှမဟုတ်ဘူးရေထဲပြစ်ချလိုက်ရေထဲပြစ်ချလိုက် စိတ်ထင်လို့လားဘာလားမသိအတန်တွေကြားရတယ်လေထဲကသွေးတန်ရဲရဲနဲ့သေဆုံးနေတဲ့ငရံကြီးကိုရေထဲပြစ်ချရင်တစုံတစ်ယောက်ကအော်ပြောနေတဲ့အောင်ကြားရောင်လာတယ်မိเจ้าကြီးကိုကြောက်စိတ်လွန်ကဲမှုကြောင့်ဒီအတန်တွေကြားရဟန်တူပါတယ်မဖြစ်ဘူးအိမ်ပြန်လို့မှငားမပါရင်ရှင်ကျင်းသားကအိမ်ဘုကနှင်းချလိုက်မယ်အဲ့ဒီလိုကလာဘိုတီတွေးမိတယ်ဒီတော့ ကလာဗိုဒီစိတ်ကိုတင်းထားလိုက်တယ်။မတင်းလို့လည်းမဖြစ်။ရှင်ကျိန်းသားကသူ့ဘဝမှာအတွေ့အထားဆုံးအချက်ဆုံးငယ်ချက်ဦး။ရှင်ကျိန်းသားရဲ့ညုံညင်မှုကို ကလာဗိုဒီလုံးဝမခံနိုင်။ယာရာဗီသားငါးကြီးကိုအဆုံးရှုံးမခံနိုင်တော့ဒီငါးကြီးကိုပြားပြီးရှင်ကျိန်းသားကိုမျက်နာလှုပ်ရမယ်။ဒါကြောင့်လှိုင်းပုံလို့လူနေတဲ့လေပေါ်မှာတရီကြီးစွာထားပြီးမတ်တက်ရတယ်။ဝဲဘက်လက်ကတလုံးထိုးမင်းကိုကိုင်းပြီး ညာဘက်ကတောင်ဆုပ်ကြောကြောရှိတဲ့ဝင်းလက်ပြီးအသွားထလာတဲ့ဓမ္မကြီးကိုကြကြပါအောင်ကင်ဆွဲထားတယ်။မှန်နေ။မိเจ้าကြီးကထိုးဟက်လိုက်ရင်မိเจ้าကြီးရဲ့ဘက်ဆက်ကိုမိန်နဲ့လှမ်းထောင်မယ်။အရင်နာလူသေးကောင်းများစွာကိုမိတကြိုရမှာအတုံးပြုတဲ့လွန်စွာအသားထလာတဲ့ဓမ္မကြီးနဲ့မိเจ้าကိုအပိုင်းပိုင်းပြက်အောင်ခုတ်ပိုင်းပြက်မယ်လို့စိတ်တဲကမှတ်ယူလိုက်တယ်။လာခဲ့။ဟော်ရီမဲကိုတတ်ထားတဲ့အယုကတဆူဝါအယုကွာ။ ဒီလက်ထဲကဓမ္မကမြတ်တာနဲ့မိသကြွေရမှာအသုံးပြုတဲ့ဓမ္မကွာလူတွေပေါင်းများစွာရဲ့အလားတွေကိုစေတနာနဲ့ကောင်းရမွန်ရာရအောင်ပို့ပေးခဲ့တဲ့ဓမ္မကြီးမင်းကငရေရအောင်တခါတည်းပို့ပေးလိုက်မယ်ဘိုတီရဲ့ဟေးကလားဘိုတီလာပြီကလားဘိုတီကပြောပြောဆိုဆိုနဲ့မန်သွင်းပြီးစိတ်ကိုသိမ့်တယ်အဲဒီနောက်မိမိထံကိုကြိုက်ဆွဲရန်အားယူလာတဲ့မိချောင်းကြီးကိုထိုးကိုတက်ပြက်ရန်အသင့်ပြန်လိုက်တယ်သူတကူလုံးပူရှိန်တက်သွားပြီး အာအင်တို့ကပြေဖြိုးလာတယ်လို့ကလားဘိုဒီထင်မိတယ်ဘလို့ပဲဖြစ်စေကလားဘိုဒီအဖို့စိတ်တွေတက်ကြွလာတယ်မတက်ကြခံနိုင်ရောလားလူတွေကမိသက်ကြွရကလွယ်တာမဟုတ်တော်ယုံတန်ယုံနဲ့မိမလောင်ကျုံကုံထားပြီးအလောင်းကောင်ကိုတက်ဆူးဝါနဲ့ထိုးဆိုင်ပြီးမိဘုံထဲကိုထိုးထက်ကန်ထက်ရတယ်မိကတေးသွားပြီမဲ့လူတရဲ့ဥကားခွန်များဒင်မဆုံများကကြံရက်တက်တယ်အဲ့ဒီကြံရက်တဲ့အယိုးအဆအနာများကို ဒါစားမဆန်အောင်ကောက်ယူရတယ်။လိုအပ်တဲ့အယိုးအပိုင်းအစာများကိုဒူကင်ထားတဲ့ဓမ္မကြီးနဲ့ခုတ်တယ်ပြီးပြာဖြစ်အောင်မီးရှို့ပြစ်ရတယ်။အချို့အယိုးပြာလိုချင်တဲ့သူများကိုအိုးလေးတွေကိုထည့်ပေးရတယ်။တချို့ကမိဘအဘိုးဘွားများရဲ့အယိုးပြာကိုတယိုးကား၍ဇေဒီလေးလှုပ်ပြီးအိမ်ဦးခန့်မှာပူဇော်ရင်စီးပွားဥစ္စာတိုးတက်တယ်လို့ယုံကြည်ကြတယ်။ဖယားနဲ့တကိုင်းနဲ့ထားပြီးပူဇော်တဲ့အတွက်နေတိုင်းကုသိုလ်ရတယ်။ဒီလိုအလုံးမျိုးကို တော်ယုံတော်ယုံတက်တည်နဲ့မလုံနိုင်ဘူးကိုကလားဗိုလ်တည်းရေမိမိပြာရုပ်ကိုတန်တန်လေးထားရအောင်လုပ်ပေးပါဗျာမိမိကျိုးစုတွေကြီးမလွန်လို့သူတည်တဲ့အထည်ဆက်လို့မကုန်းအမြဲတမ်းသူ့ကိုကရော့လို့ရအောင်သူအယိုးပြာကိုဇေဒီပုံလုံးပြီးကျွန်တော်တို့မိသားစုကိုးကွယ်ချင်လို့ကျွန်တော်တို့မိသားစုချမ်းချမ်းသာသာနေရတာအမေကျေးဇူးတွေပါဇေတောင်ကောင်းရွက်ပြီးပညာသင်ပေးခဲ့တဲ့အမေကျေးဇူးကကြီးမလွန်လာတယ်ဗျာအဲဒီလိုမြတ်တာရခံခဲ့တဲ့ တင်ချောင်းကျေးရွာကကြားအုပ်ဆရာကြီးဦးထေးဝင်းလိုပုဂ္ဂိုလ်များအထံဒီဓမ္မမျိုးကိုအသုံးပြုပြီးအယိုးပြတန်တန်ရအောင်လုပ်ပေးခဲ့ရတယ်။မှန်ပါတယ်။သူရဲ့အကျိုးပေးလို့ဆိုရမယ်။မိဘကိုမသေးခင်လဲတာဝန်ခြေပင်စွာနဲ့ပြုစုကြွေးမွေးခဲ့တဲ့အပြင်တေတော့လေအယိုးပြအုပ်ကိုအိမ်ဦးခန့်မှာကြားပြီးဖျားလို့ကိုးကွယ်တယ်။ဒါကြောင့်လဲကြားအုပ်ဆရာကြီးမိသားစုရဲ့စီးပွားရေးက တနေ့တခြားတိုးတက်ခဲ့တယ်။သူဇနီးဖြစ်သူရဲ့ ကျူဖြာလုပ်ငန်းပဲမကဝါတနီများပဲတူလောင်ရောင်းဝယ်ခြင်းနဲ့တနီတခြားစီးပွားတိုက်ခဲ့တယ်လူနိုင်တန်းနိုင်တယ်မိဘရဲ့ဂုဏ်ကျေးဇူးလို့ဆိုရမယ်ဒီလိုကိစ္စမျိုးမှာအခါချင်းငွေတပြားတစ်ချမ်းမှမယူပဲစေတနာတသက်နဲ့လောက်ကမ်းရမှာဓမ္မကြီးကိုအတုံးပြုတ်ခဲ့တယ်အခုကြီးမားတဲ့ဓမ္မကြီးနဲ့ဒီမင်းကိုကိုင်းပြီးမိချောင်းကိုရင်ဆိုင်ရဲ့အသင့်ပြန်တယ်ဒီဓမ္မကြီးရဲ့အဆွမ်းကိုဒီမိချောင်းကြီးယခုလက်ငင်းသိရမယ် ဒီဝါတရားရွာရဲ့ငမိုးရဲ့အမေရှိတဲ့မိချောင်းကြီးမျိုးပဲဝါအလုံးပေါင်းတရားနဲ့ခြံခက်လို့မွေးမြူခဲ့တဲ့နေရာပဲဒီမိချောင်းလာကို ကလားဗိုလ်တီမှုစရာမလို့အစွမ်းထက်၍အာသက်ပွဲဖြစ်တဲ့တဆူဝါအယုတ္တမိန်နဲ့ထက်လာတဲ့ဓမ္မကြီးကံများပြီမိချောင်းဆူအားတုတ်တဲ့အားတင်းလိုက်တယ်ယုတ်ကြီးကောင်းထောင်နေတဲ့မိချောင်းကြီးကဝုံကနေအတန်းနဲ့အတူရေအားကိုငှုပ်ရှိုးသွားတယ်သူ့ရဲ့အမေကြီးနဲ့ရေပြင်ကိုဒေါသတကြီးရိုက်လိုက်အတန်းက ဝင်းကျဲမှာစုညံသွားလေတယ်။မိသားစုတိုက်ခွက်တမျိုးပြောင်းသွားဟန်သူတယ်။ကလားဘိုတိကညံများတဲ့မိသားစုသူထံကို ရေငုပ်ပြီးလာမယ်လို့ထင်တယ်။ဒါကြောင့်မင်းနဲ့သားကိုကြက်ကြက်ပါအောင်ကိုင်းပြီးရေပြင်ကိုမြတ်တောင်မှခပ်ပဲစိုက်ကြည့်နေတယ်။လာစမ်းကြာရလန်းကတက်ခဲ့တော်သေးတယ်။ရေပြင်ကဘာစို့ဘာမှမတွေ့ရတော့ထူးဆန်းစွာနဲ့မိချောင်းကြီးပျောက်ကွယ်သွားလေတယ်။ချောင်းအတွက်မှရှိတဲ့ရေတို့ကရေကြချိန်မို့ သူရခင်ကစည်းစင်းလာနေရစီကိုတရေရိမ့်နဲ့ပြန်၍စည်းစင်းစာပြုပြီးရေပြင်းကဘက်ကတိငိမ့်နေတယ်ရေစည်းနေတာမှအပမြေတီလုံရှားမှုများမှတွေ့ရမိเจ้าကြီးထပ်ပြေးသွားဟန်တူတယ်ကလာဘိုကြီးကိုကြောက်လို့လားကြာရီကိုကြောက်လို့လားတော့မတည်တခုခုတော့တခုခုပဲဒါကြောင့်ကလာဘိုတီလည်းယခုမှပြန်တပ်ပြင်းကိုဟင်းကနဲ့ချလိုက်ရတယ်အဲဒီနောက်လက်ထဲကမိန်းတဲ့ဓာကိုလွှတ်ချပြီးလော်တက်ကိုဇက်ကနဲ့ကောက်ကင်လိုက်တယ် အဲ့ဒီနောက်ကြာရည်စည်းနဲ့အတူချောင်းအတွက်မှမြက်ပေါရှိရာကိုအာသွန်ခွန်ဆိုင်လော်ခတ်လိုက်လေတယ်ရေကြသွားရင်မလွဲချောင်းထဲမှာတောင်တင်းပြီးကြံနေခဲ့မှာမဟုတ်ပါလားရှင်ငိမ့်တာရေးငါတန်းတကာအတွက်ကျုပ်အသက်ကိုဖမ်းနေထုတ်ပြီးမင်းရှိရာဝါတရားရအောင်ပြန်လာခဲ့တဲ့အချစ်ရဲ့ကလာဘိုတီကလက်ထက်ကွင်းချောင်းချောင်းမအထက်ဝါတရားမြက်ပြင်းသူအယောက်တူးတယ်တူတူလေးပြောဆိုနေမိလေတော့တယ်ပြိတ္တများရှင် အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးစရာပြည်ပမိုးရေးသားထားတဲ့ကလားဘူတီနဲ့နတ်ထကွင်းကြောင် ခွေးတဟောင်းဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။အားပေးနားဆင်နေတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါရဲ့ရှင်။